အဓိကညီမတို့ brand ကတက်ကက်ထားတဲ့ဥစ္စာကကြတော့ကြောင်းသူလေးတွေရုံတက်တဲ့အရွယ်လေးတွေပေါ့နော်ဈေးသက်သက်သာသာနဲ့ quality တင်းတင်းတဲ့ဟာလေးတွေကိုဝတ်လို့ရအောင်အတွက်ဆိုတော့ရည်ရွယ်ပြီးတော့ကြတော့ပေါ့ပေါ့ပါပါဝတ်တဲ့ design လေးဆို cute ဖြစ်တဲ့ဟာလေးတွေကိုတော့ပို့ပြီးတော့မှထုတ်ဖြစ်တယ်ပေါ့နော်ခမိုက်မိုက်လေးတွေကတော့ဈာညက်ပြီးတော့ထည့်ပြစ်တယ်ပေါ့နော်ဟုတ်အစ်စ်ထွက်ထားတာ princess collection ပေါ့နော်အဝါရောင်လေးကဆိုရင် best seller item လေးတစ်ခုဖြစ်တယ်ပေါ့နော်300ကျော်400နီးပါးလောက်ရောင်းပြီးသွားပြီပေါ့နော်ဆိုင်မှာပဲတီးတန်းရမယ့် item လေးပေါ့နော် online မှာလုံးဝမတင်ရနိုင်ဘူး ်ကုန်ရဲ့ပထမအဦးဆုံးဆိုင်ဖွင့်ပွဲလေးကိုတိုင်းစီးတီးမှာပြုလုပ်နေရပါပဲဖြစ်ပါရှင် ဟေးဇယ်ကလိုသင်းက2021မေလတုန်းကစပြီးတော့ပထမဆုံး launch လုပ်တာဆိုတော့အဲဒီလဆိုရင်၄နှစ်ပြည့်တဲ့လပေါ့နော်ဟုတ်ကျောင်းပြီးတဲ့အချိန်မှာစပြီးလုပ်တာကြတော့အဲအမရပူရာထွက်တဲ့အဲခြိတယ်လေးတွေကိုစပြီးတော့ online shop အနေနဲ့စပြီးမှရောင်းပြစ်တာပေါ့ကျောင်းပြီးတဲ့အချိန်အော်ဒီလိုမျိုးမြန်မာဝိဆောင်မဲမဟုတ်ပဲねအပြင်ဝိလေးတွေကိုလည်းပေါ့ငါလိုမျိုးပဲပေါ့နော် install အဲလိုချင်တဲ့သူလေးတွေဒီဇိုင်းဆက်ဆန်းလေးလိုချင်တဲ့သူလေးတွေများရှိမလားကိုနဲ့အကြိုက်တူတဲ့သူလေးတွေရှိမလားဆိုပြီးတော့အဲစိတ်ကူးလေးနဲ့ဒီလိုမျိုးအပြင်ဝိလေးတွေစပြီးချုပ်ပြီးတော့မှာ 养几只鸭吧。啊 ။ It's a clothing ကအရင်ကတည်းကဆိုတော့ mainly မှာဆိုင်လေးဖွင့်တယ်။အာဟိုပြီးတော့ပိုးနဲ့လည်းအတူတူ collaborate လုပ်ပြီးတော့ collection လေးလည်းထုတ်ထားတယ်။အဲဒီတော့ကလည်းပြည်သက်တွေကအပေးကြတယ်။အခုတော့ရန်ကုန်မြို့မှာလာပြီးတော့ဆိုင်ခွဲလေးဖွင့်လက်တာဖြစ်တဲ့အတွက်မမြောက်ကုန်ယူစွာနဲ့တက်ရောက်ပေးရဖြစ်ပါတယ်။ဟုတ်။အာဒီ Hazel Clothing ရဲ့ founder designer ဒီဆန်ဆန်ကကျွန်တော်မိတ်ဆွေပါမန္တလေးရပါအဲသူကဆရာဝန်လဲဆရာဝန်မလေးပါအဲ့ဒါသူရဲ့ အဲဒီဆိုင်ကမန္တလေးမှာဒီဆိုင်ဖွင့်ပြီးပြီးတော့ online မှာလည်းအရင်တုန်းကတည်းကအာဖွင့်လက်ရောင်းချနေတာအခုကရန်ကုန်ရဲ့ပထမဆုံးဆိုင်လာဖွင့်တာဖြစ်ပါတယ်အဲ့ဒါကျွန်တော်လာပြီးတော့အားပေးဝန်းရံတာပါ3 2 1 go! ဒီ site ကြီးအောင်မြင်ဖို့ဖွင့်လက်ကြောင် brand က target ထားတဲ့ဥစ္စာကကြတော့ကျောင်းသူလေးတွေရုံတက်တဲ့အရွယ်လေးတွေပေါ့နော်ဈေးတက်တက်တတာနဲ့ quality တင့်တင့်နဲ့ဟာလေးတွေကိုဝင်လို့ရအောင်အတွက်ဆိုတော့ရည်ရွယ်ပြီးတော့ကြတော့အဓိကဒီမှာဆို office wear လေးတွေလည်းရှိမယ်ပြီးတော့အပြင်သွားပေါ့နော်ဝင်လို့ရှိရင်လူငယ်လေးတွေအတွက်ပေါ့ပေါ့ပါပါဝတ်တဲ့ design လေးဆိုချစ်စရာကောင်းတဲ့ဟာလေးတွေကတော့ပို့ပြီးများတယ်ပေါ့ cute ဖြစ်တဲ့ဟာလေးတွေကိုတော့ပို့ပြီးတော့မှထုတ်ဖြစ်တယ်ပေါ့နော်အယောင်လေးတွေဆိုလည်းလွင်လွင်လေးတွေပေါ့နောက်ပြီးတော့ချိုချားချိုချားမှလည်းအဲ့လိုခမိုက်မိုက် design လေးတွေကြိုက်မဲ့ကောင်းမလေးတွေကိုအတွက်ဆိုပြီးတော့လည်းရည်ရွယ်ပြီးတော့ခမိုက်မိုက်လေးတွေ ကတော့ဂျားညက်ပြီးတော့ထည့်ပြစ်တယ်ပေါ့နော်ဟုတ်ပုံမှန်အဖင်းတော့ခေါင်းဝင်လေးတွေဆိုတပေါင်းကျော်နဲ့ရအောင်လို့တော့စီစဉ်ပြီးရေပေါ့နော်ဟုတ် အဲဒီဟာလေးတွေကတော့ Hazel Clothing ရဲ့ signature item လေးတွေပေါ့ဒါလေးတွေကတော့3,500ပါဒါကျတော့အဲ color လေး3ရောင်ပေါ့เนาะအစ်စ်ထွက်ထားတာ Princess Collection ပေါ့เนาะဒါ Cinderella character လေးတွေထုတ်ထားတာဒါကတော့ Aurora ပေါ့เนาะဒါကတော့အဲ Bella ပေါ့เนาะအဲအဲဒီ character Princess character လေး3ခုအတွက်3မျိုးထုတ်ထားပေါ့ဒီမှာသုံးထားတဲ့ fabric လေးတွေဆိုလို့ရှိရင်ကိုယ်တိုင်ဘယ်မှမမရဘူးပေါ့เนาะ Hazel Clothing မှာပဲရမှာအဲကိုယ်တိုင် pattern လေးတွေဆွဲပြီးမှ print ထားတာပေါ့เนาะ favorite designer နဲ့တေးချာဒီလိုမျိုးလေးသုံး design ၃ခုစလုံးရအောင်လို့တေးချာဆွဲထားတဲ့ design လေးဖြစ်ပါတယ်ဟုတ်ဒီ dress လေးရဲ့နာမည်အားဆိုလို့ရှင်လဲသူက Mona dress လို့ပေးထားဖြစ်ပါတယ်အဲ့လိုကောင်မလေးနာမည်လေးတွေပေးထားပါတော့เนาะအင်ဂျီလေးတွေဟုတ် အဝါရောင်လေးရဆိုရင် Princess Collection ထဲမှာသူက best seller item လေးတစ်ခုဖြစ်တယ်ပေါ့เนาะဒါဆိုလို့ရှိရင်အထည်ရေကတော့300ကျော်400နီးပါးလောက်ရောင်းပြီးသွားပြီပေါ့เนาะဒါအခုနောက်ဆုံးထွက်တဲ့အထည်ကို online မှာဆို all sold out ဖြစ်သွားပြီဒါရန်ကုန်ဆိုင်မှာတီးတန့်ပြခြင်းလို့အဲ store ချန်ထားပြီးယူလာခဲ့တဲ့ item လေးပေါ့เนาะဒါလေးကတော့ best seller item လေးပါမင်္ဂလာဝတ်စားရတော့ကျွန်တော်နားမလည်ဘူး ဒါပေမဲ့ဒါလေးတွေဝတ်ဝတ်ထားတယ်အခုတက်ရောက်လာတဲ့ဧည့်သည်တွေကိုကြည့်လိုက်တော့လည်းဟိုလှတယ် fresh ဖြစ်တယ် cute ဖြစ်တယ်အဲ့တော့ဒါဒီဝတ်စုံတွေဒီအင်ဂျီတွေ dress တွေအာကကျွန်တော်ရဲ့ main ကလေးပြည်သက်တွေနဲ့အထူး တင့်လျော်မယ်လို့ကျွန်တော်ထင်ပါတယ်။ဒါလေးတွေဝတ်လိုက်ရင်ပိုလှသွားမယ်လို့ကျွန်တော်ထင်ပါတယ်။အာဆိုင်ရဲ့အမနဲ့တည်နေရဖြစ်တဲ့အတွက်ကြောင့်မလို့သူကအင်ဂျီတထဲထုတ်ရင်ဘယ်လောက်ထိ quality check လုပ်တယ်ပြီးတော့ design တွေ up to date ဖြစ်နေအောင်ပြီးတော့ယုံသမားကြောင်းသမားအားလုံးဝတ်လို့ရအောင်ထုတ်လုပ်တယ်ဆိုတာလည်းတည်နေရဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်။ကိုရိုင်းလည်းအာဒီ Hazel Clothing ကအင်ဂျီတွေဝတ်ဖြစ်တယ်ပေါ့နော်။ဆိုတော့ပြည်သက်တွေအားလုံးဒီ Time City မှာလာရောက်အားပေးကြဖို့လည်းပိုကဖိတ်ခေါ်ပါတယ်။ ဒါလေးကကြတော့သူကဟိုဟာနွေရာဒီဆိုတော့ပေါ့နော်ပိုလိုရှက်လေးကိုဒီလိုခြီဆွဲသားလေးတွေနဲ့အေးအေးလူလူဝေးရတာလေးအဆင်ပြေအောင်လို့ဒါကလည်းဟေးဆယ်ရဲ့ဘက်ဆယ်လာအိုက်တမ်လေးတစ်ခုပေါ့နော်ဟုတ်ဈေးနှုန်းလေးကတော့ဒါလေးတွေဆို15,500ပါရှင်။အခုလက်ရှိလက်လောဆိုင်မှာတင်ထားတာဆိုလို့ရှိရင်ဈေးနှုန်းက8,500 9,800ကနေစပြီးမှ3,000ကျော်အထိအများဆုံးရှိရပါတော့။ကျမတို့ဒါကကြတော့ Hazel Clothing အတွက်ကိုယ်တိုင် import တွင်းထားတာပေါ့နော်ဒီအသားလေးတွေဆိုလို့ရှိရင် အာဒါဆိုရင်ဘန်ကောက်ကနေအစတွေမှာပြီးမှသုံးပေးထားတဲ့ဟာလေးတွေပေါ့နော်အာကစမရီစီရောက်တဲ့အခါမှာဆိုလို့ရှိရင်အထဲ error ပါသွားတာလေးတွေပေါ့နော်အဲ့လိုလေးမဖြစ်အောင်လို့ဆိုရှိသမျှအထဲတွေအကုန်လုံးကိုတော့ချုံယုံကနေပြီးမှဝင်လာလို့ရှိရင်အ ਨੇ ဆုံးတော့ QC ကိုနှစ်ခေါက်ဖြတ်ထားရယ်ပေါ့နော်အဲထည့်ထားရဲ့ပစ္စည်းရမှန်မှန်ဆိုတာလဲနောက်တစ်ခေါက်ပြန်ပြီးတော့မှစစ်ပါတယ်ဒါအမားယွင်းအ ਨੇ ဆုံးနဲ့ error ကင်းတဲ့အထဲလေးတွေလက်ထဲကိုရောက်လာအောင်လို့ပေါ့နော်ဟုတ် ။ဒါလေးတွေဆိုနွေရာဒီကသကြံမတိုင်ခင်တော့ဆိုခရီးသွားဖို့လိုပါတော့ကလောသွားကြမယ်လို့ပကံသွားတော့မယ်ဆိုဆိုဒီလိုကောင်းဝင်လေးဝေးရအဆင်ပြေအောင်လို့ထုတ်ပေးထားဖြစ်ပါတယ်။ဒါလေးဆိုနွေရာဒီအတွက်ဆိုတော့ခြိသားလေးတွေသုံးထားပါတော့။ဒါလည်းထွက်ထားတာမကြသေးဘူးဒီဟာလေးဆိုလေ။ဆက်စိတ်လာလေးတွေမှာပါရေပေါ့နော်။ ါးလေးဆိုရင်လည်းဒီနေ့စိုင်းမှာပဲတီးတန်းရမယ့် item လေးပေါ့เนาะ online မှာလုံးဝမတင်ရသေးဘူးဒီဟာလေးတွေရောပေါ့ဒါလေးဆိုအမှန်ငယ်ဆိုဒကြံဆိုလို့ရှိရင်ဝေးရအဆင်ပြေမှာပေါ့ဆွဲသားလေးတွေပြီးတော့ဒီဇိုင်းဆန်းဆန်းလေးတွေဆိုတော့အမေအဲ့လိုဒကြံမမီဘူးဖြစ်သွားတယ် ဆိုရင် HS ကနေပြီးမှ Acer ထိစိုက်လေးတွေစုံအောင်လဲထုတ်ပေးထားတယ်ပြီးတော့နောက်ထပ်က Hazel ရဲ့အာ new collection အနေနဲ့ဗာလေးထပ်ဖြည့်ထားလဲဆိုတော့ plus size collection လေးတွေလည်းထပ်ဖြည့်ပြီးတော့မှဘဝပြည့်ပြည့်ကောင်းမလေးတွေအတွက်လဲဝေးရတာအဆင်ပြေမဲ့ဒီဇိုင်းလေးတွေလည်းအဲ collection လေးအနေနဲ့တစ်ခုအနေနဲ့ထပ်ပြီးတော့မှဖြည့်ထားပါတယ် လေးဆိုင်ခွဲကကြတော့34လမ်း8405ကြားမှာမန္တလေးဆိုင်ခွဲဖွင့်ထားအဲ့ဒါတော့ Hisa Clothing ရဲ့ပထမဆုံးဆိုင်ပေါ့နော်ဒါကတော့ Hisa Clothing ရဲ့ဒုတိယမြောက်ဆိုင်ကိုကြတော့ Time City အာ Times Mall 3လွာမှာဖွင့်ထားဖြစ်ပါတယ်ဟုတ်နောက်ထပ်နောက်ထပ်မှာလည်းမိန်ကလေးတွေနဲ့အဲကိုင်းကြီးရဲ့ main key တွေနှစ်သက်တဲ့အင်ဂျီ product ပေါင်းများစွာကိုလည်းအထက်ထုတ်လုပ်နိုင်ပြီးတော့ဒီထက်မကအောင်မြင်ပါစေလို့ပိုကဆုတောင်းပေးပါတယ်။ Hazel Clothing ဒီထက်အများကြီးစားတဲ့တဘူအောင်မြင်ပါစေ။နောက်ထပ်ဆိုင်ခွဲတွေအများကြီး တိုးချက်ဖွင့်လှစ်နိုင်ပါစေနိုင်ငံကျော်ကမ္ဘာကျော် brand new ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်ကျေးဇူးပါကျွန်တော်တို့စံကူပွဲအမှတ်တရအနေနဲ့မီဒီယာနဲ့ဆောင်ရွက်နေပါခင်ဗျာ အာ his clothing ကတော့အမြဲတမ်းပေါ့နော် customer တွေအတွက်ကောင်းမလေးတွေအတွက်အကောင်းကောင်းဆုံးနေပြီးတော့ပေးရတဲ့ဈေးနဲ့တန်တယ်ဆိုတဲ့ quality ကိုခန်းစားလို့ရအောင်တော့အမြဲတမ်းစူးစမ်းနေပါတယ် quality ဘိုင်းလေးတွေဆိုလို့ရှိရင်လည်း customer တွေလက်ထဲကို error မရှိဘဲနဲ့အမှားယွင်းအနည်းဆုံးနဲ့ပေါ့နော်ပို့ပေးနိုင်အောင်လို့အစင်းစင်တိုင်းမှာလည်းအမြဲတမ်းစူးစမ်းတယ်လိုအပ်ချက်လေးတွေရှိခဲ့ရင်လည်း customer feedback တွေကိုနားထောင်ပြီးတော့အမြဲတမ်းလိုအပ်နေတဲ့ဟာလေးတွေကိုတော့ပြင်ဆင်ဖြစ်ပါတယ်အဲဒါကြောင့်မလို့အမြဲတမ်း ပုံမကောင်းမအောင်ကျူးစားနေတဲ့ brand လေးဖြစ်တာကြောင့်မလို့ချက်ပြီးတော့လဲအသေးချပါအောင်လို့ပြောချင်ပါတယ်ဟုတ်